ိမ်တလုံးပိုင်ဆိုင်ထားတော့လဲနေထိုင်သည့်အကျင့်စရိုက်တွေကကွာခြားနိုင်ပါတယ်။တောနယ်တစ်ခုကိုရောက်သည့်အခါတွင်လျှက်စစ်မီးများရနေပြီဆိုသောကြောင့်ဝမ်းမြောက်မိပါတယ်။သို့သောအိမ်တွေကိုကြည့်လိုက်ရင်မှောင်မဲနေသည်ကိုသာတွေ့ရပါတယ်။ထိုအိမ်ထဲကိုဝင်လိုက်မှဧည့်သည်လာတဲ့ဟေ့ဆိုကမိဖွင့်ကြတယ်။ခမရတို့ဗျာမောင်ကြီးထဲမှာထိုင်နေရသလားလျှက်စစ်မီးရှိတာပဲထွန်ရော်ပေါ်ဟုပြောရာ လင်းလင်းကြီးမနေတတ်ဘူးဟုဆိုကြတယ်။မီးဖွင့်သည့်အခါတွင်လည်းမီးကြောင်မဟုတ်မီးလုံးမိမ့်မိမ့်တစ်လုံးသာဖွင့်ကြတယ်။စာပင်ကောင်းစွာမြင်နိုင်သည့်အနေထားမဟုတ်။မီးကြောင်မထုံးဘူးလား။မီတာတက်မှကြောက်တယ်။ဘာဖြစ်လို့လဲ။အရန်လင်းတော့အရန်မီတာတွေတက်မှပေါ့။သူတို့ခံယူချက်နဲ့သူတို့သာဖြစ်ပါတယ်။မိသားစုကြီးတက်တက်ရှိနေလင်းမီးပိတ်ထားပြီးမီးကွက်နဲ့နေကြတယ်။စောင်းတွင်းဆိုရင် မီးဖို့ပြီးထိုအလင်းရောင်ဖြင့်သာနေကြတယ်။လျှက်စစ်မီးရှိတော့လဲမီတာတက်မှာကိုကြောက်နေကြတယ်။ရေနံစီဘိုးကိုတော့သူတို့နှမျောရမှန်းမသိဘူး။